နိုင်ငံခြားကပြန်လာတဲ့တငယ်ချင်းကပြောပါရစေရတဲ့နိုင်ငံခြားသားတွေကလက်တွေ့ကြတဲ့သူတွေဖြစ်ပြီးတော့အဲ့ဒါကြောင့်ပဲဘာသာတရားကိုယုံကြည်ဖို့ကမှုမရှိလာတော့ကြောင်းနဲ့သူတို့ရရှိတဲ့အောင်မြင်မှုတွေဆုံးရှုံးမှုတွေအတွက်တာဝန်ရှိသူကသူတို့ကိုယ်တိုင်ပဲဖြစ်ပြီးတော့ဖျားသခင်ကံစသည်တို့ရဲ့အလိုအတိုင်းမဟုတ်ဘူးဟုယုံကြည်ကြပါတယ်ဆရာခင်ဗျားတဲ့အောက်ပါတော့ကိုဖြေချပေးစီလိုပါတယ်တဲ့ပထမဆုံးမိကုံကတော့ နိုင်ငံသားကပြန်လာတဲ့တငယ်ချင်းကပြောပါရစေရတဲ့နိုင်ငံသားတွေကလက်တွေ့ကြတဲ့သူတွေဖြစ်ပြီးတော့အဲ့ဒါကြောင့်ပဲဘာသာတရားကိုယုံကြည်ကိုးကွယ်မှုမရှိလာတော့ကြောင်းနဲ့သူတို့ရရှိတဲ့အောင်မြင်မှုတွေဆုံးရှုံးမှုတွေအတွက်တာဝန်ရှိသူကသူတို့ကိုယ်တိုင်ပဲဖြစ်ပြီးတော့ဖျားသခင်ကံစသည်တို့ရဲ့အလိုအတိုင်းမဟုတ်ဘူးဟုယုံကြည်ကြပါတယ်ဆရာအမြင်ကိုသိပြရစီဆိုပြီးတော့ပထမဆုံးမိကိုမိထားပါတယ်ဒုတိယမိကွန်ကတော့နိုင်ငံသား၌နေထိုင်တဲ့ မိတ်ဆွေတူထံကလည်းတဲ့မြန်မာအနေနဲ့နိုင်ငံချားမှာနေရတာမျက်နှာငယ်ပါတဲ့ဘာလို့များအမေရိကန်ဂျပန်တွေမဖြစ်ခဲ့ရလဲဆိုပြီးတော့ညဉ့်ညူတန်ကြားရပါတယ်ဆရာတဲ့ဆရာအမြင်ကိုသိပြရစီဆိုပြီးတော့အကောင့်ပိုင်ရှင်ဇော်ဝင်းကလည်းမေးမြန်းထားရပဲဖြစ်ပါတယ်ဆရာပရမမေကောအရင်ပြည်တာပါနော်ပရမမေကောမှာလူရင်းတူရှင်ပြောမယ်အဲ့ဒီမေကောရှင်ရဲ့တငယ်ချင်းနဲ့နောက်ပြီးတော့နိုင်ငံခြားသားလူမျိုးတွေပေါ့နော်အဲ့ဒီနိုင်ငံခြားသားလူမျိုးတွေတို့ကပြောတယ်လေနော် ဟိုသူတို့ပြုတ်လုတဲ့အလုံးမှာ ဆုံးရှုံးမှုအောင်မြင်မှုမှန်သမျှသူတို့သာလင်တာဝန်ရှိတယ်ပေါ့နော်အဲသူတို့သာလင်ဟိုတာဝန်ရှိတဲ့ပုဂ္ဂိုလ်သူတို့သာလင်ဖြစ်တဲ့အတွက်ပြောရဲအဲ့ဒီမိကွန်းရှင်ရဲ့တန်ခဲချင်းရဲ့နိုင်ငံသားလူနိုင်ငံသားတွေရဲ့ပေါ့နော်သူတို့မသိတဲ့သူတို့သတိမပြုမိတဲ့သူတို့မသိတဲ့အချက်တစ်ချက်ကိုကျွန်တော်ပြောပြမယ်အဲ့ဒါဘာလဲလို့ဆိုတော့ သူတို့ကသူတို့ရဲ့လက်တွေ့ကြကြဆန်တဲ့အတွေးခေါ်တိုင်းဖြစ်နေကြပေါ့နော်လက်တွေ့ကြကြဆန်တဲ့အတွေးခေါ်တွေလို့ဆိုတာဟာအဲ့ဒီသူတို့လက်တွေ့ကြကြဆန်တဲ့အတွေးခေါ်တွေတဲ့ပို့ပြီးတော့လက်တွေ့ကြတဲ့ဗုဒ္ဓဝါဒဓမ္မသဘာဝအတိုင်းဖြစ်နေတယ်လို့ဆိုတာကိုအဲသူတို့သတိမပြုမိတာပဲနော်သူတို့ထင်တာလောက်ကိုပဲသူတို့ကလက်တွေ့ကြကြဖြစ်တယ်လို့ထင်တယ်အမှန်တကယ်ကတော့သူတို့ထင်တဲ့လက်တွေ့ဆန်ဆန်ဟာလာဟိုပါပေါ့သူတို့တွေးထင်နေတဲ့ပြုလုပ်နေကြတဲ့အထက်ပို့ပြီးလက်တွေ့ကြတာက ဗုဒ္ဓဝါဒနဲ့ဗုဒ္ဓဓမ္မသဘာဝအတိုင်းလောကကြီးကဖြစ်နေတာ။ဘာကြောင့်လဲလို့ဆိုတော့ဗုဒ္ဓဝါဒဓမ္မသဘာဝလို့ပြောရင်ဗုဒ္ဓဝါဒဆိုတာညီလေးကြားဖို့မှာအတ္တယိအတ္တနောနာတော်ကောဟိနာတော်ပရောတိယာဆိုတာလေနော်အတ္တနာဟိတုတန္တေနနာထံလပတိဒုံလပံဆိုတာဓမ္မပဒဓမ္မပါတယ်အဲ့တော့အတ္တယိအတ္တနောနာတော်လို့ဆိုတာဘယ်လောက်လက်တွေ့ကြလဲမိမိသားလည်းမိမိနော်မိခူဟာဖြစ်တယ်အာကိုဟာဖြစ်တယ်လို့ပြောထားတာနောက်တစ်ခါဟိုသူတို့ပြောတယ်သူတို့ရဲ့လက်တွေ့ဆန်ဆန်ဟာလား အကျိုးပြုမှုပြုလုပ်မှုတွေကဘုရားသခင်နဲ့ကံကိုမယုံကြည်ဘူးလို့မယုံကြည်တော့ဘူးလို့ပြောတဲ့အခါမှာဘုရားသခင်လို့ဟာဘူးတော့ကျွန်တော်တို့ထည့်မပြောလို့ဘူးเนาะဒါကတော့ God နဲ့ပတ်သက်တဲ့ဟာသူတို့ယုံကြည်ယုံမယုံကြည်နေပေါ့เนาะကျွန်တော်တို့နဲ့မဆိုင်ဘူးဒါပေမဲ့ကံကိုပါယုံကြည်မှုမရှိဘူးဆိုတာတော့ဒါမဟုတ်သေးဘူးဘာကြောင့်လဲဆိုလို့ဆိုတော့သတ္တဝါတွေအားလုံးဟာသဗ္ဗေသတ္တကမ္မသကာပေါ့เนาะကံနဲ့ဟိုရှောင်တိန်လို့မရဘူးเนาะကံရဲ့စီမံလက်တိုင်ပြုလုပ်နေတယ်ပြုလုပ်နေတာလည်းကံပဲအဲ့ဒီပြုလုပ်တဲ့ကံကပဲပြန်စီမံနေရတယ်ဒါကိုနားလည်တာမဟုတ်ဘူး ဘာလို့လဲဆိုတော့ဘုရားဘာသာမှာမဟုတ်ဘူးဘယ်လူမျိုးပဲဖြစ်စေနေ့စဉ်နေ့တိုင်းဘာလုပ်နေလဲဆိုကံနေလုပ်နေတာဘာလို့ဆိုကာယဝစီမနာဒီအလုံးစုံမှုပဲလုပ်နေတာစိတ်ကတွေးတော့တယ်မနောကံပေါ့ပြောဆိုရင်ဝစီကံပေါ့ကိုယ်တိုင်ပြုလုပ်ရင်ကာယကံပေါ့နော်ကာယဝစီမနာပြုလုပ်အဲ့ဒါကိုပြုလုပ်နေတာကမှကံကိုမယုံကြည်တော့ဘူးဆိုရင်ကိုလို့တာကိုမယုံကြည်ရဖြစ်သွားမှာသူတို့ပြောတွေးထင်နေနဲ့စန့်ကျင်ပဲဖြစ်သွားမယ်နော်ဒီတော့ကရဏံကံမံလို့ပြောတယ်ဘုရားဘာသာပြုလုပ်တာကံပဲဒါပေမဲ့တကယ်တမ်း တရားကိုကောက်တော့ပြုလုပ်တဲ့ action ကိုဆိုတာတဲ့အဲ့ဒီပြုလုပ်ရမှာပါတဲ့စေတနာကိုယူတာလေစေတနာဟံဘိက္ခူကမ္မဝရမိဆိုအဲ့ဒီစေတနာကဘာကြောင့်ကံလို့ပြောလဲဆိုရင်ဟလာကိုစေတတိအတ္တနာသံယုတ္တဓမေအာရမဏိအဘိသံတတိသင်္ကတာတိကရဏေဝါပြာပါဒမပစ္စတိတိစေတနာမြတ်စွာဘုရားရှင်ကပြောတဲ့ပဋ္ဌာန်းမှာအခြင်းသဘောတရားတစ်ခုဟာတဲ့သူနဲ့ရှင်မောရှင်မဲဖြစ်တဲ့သံယုတ္တဓမ္မတွေကိုအာယုန်တိကိုပို့တယ်အဲ့ဒါလို့လုပ်တဲ့အခါမှာပြုရသောမူကိစ္စကိုပြုရမှာ ចောင်းចပြဘာသာជីစွာဖြစ်ရတယ်တဲ့သူသဘောတဘာဝတည်စေရနာမြည်တယ်လို့ပြောတယ်ဘာသူကအမတန်မှအလုံးလို့ရတဲ့ဟာပေါ့နော်ပြောရင်တော့ဟိုလူလောကနဲ့ပြောပြောရင်တော့ဒါចောင်းတဲ့မှာဆိုရင်ဒါမော်နီတာခေါ်တာပေါ့အများကြီးလည်းပဲစီကန်းလိုက်နိုင်အောင်ဆော်ဩရတယ်သူကိုယ်တိုင်လည်းပဲဥဆောင်လုပ်ရတယ်ပေါ့နော်ဟိုလုပ်ငန်းခွင်မှာဆိုစူပါပိုက်စားလို့ဟာမျိုးပေါ့ဒီမှာပဲကြံတဲ့စေတသိက်52ပါးရှိတယ်နော်ဖတ်တာဝေဒနာတို့ကံစေရနာဟိုဟာပေါ့ဒီပိတင်စရီမနေအများကြီးရှိတယ်52အဲ့ဒီတည်းမှာစေရနာလောက်အလုတ်ပြပါတာကြီးရမှာရှိဘူး ။နော်သူကအဲ့လိုမျိုးအလုံးနှစ်ခုလုပ်ရတယ်။အဲ့ဒါကြောင့်အဲ့စေတနာဆိုတဲ့စေတသိက်လေးကဖြစ်ပြီးဒီနောက်မှာကမ္မတတ္တိကြံခဲ့တယ်။နော်တတ္တိကြံခဲ့ဟာဆိုရင်ဥပ္ပတ္တိပင်နဲ့ပြီးပြီးပြပြပွဲ။မဖတ်တတ်တာတွေ့တိပေးတဲ့အာယုံတွေ့တိပေးရင်သူပါပြည့်လဲဥပ္ပတ္တိပင်နဲ့ပြတ်သွားတယ်ပြီးသွားတယ်။စေတနာကြတော့အဲ့လိုမဟုတ်ဘူး။အဲ့လိုတတ္တိလေးကြံတယ်။အဲ့ဒီတတ္တိကအချိန်ကာလကောင်းမကောင်းပေါ့နော်ဥပ္ပတိကောင်းမကောင်းကာလကောင်းမကောင်းဘယောကကောင်းမကောင်းပြန်ပြီးတော့ကံဖြစ်နေအကျိုးပေးတယ်ပေါ့နော်။အဲအဲ့ဒါကြောင့်မတူဘူး။ဒါကြောင့်ကံဝင်မယုံတော့ဘူးဆိုတာကအဲ့ဒီအဝါဒကတော့မှားတယ် နော်လှုပ်လှုပ်ပြုလုပ်နေတာဘယ်သူပဲဖြစ်ဖြစ်တတဝါတွေဆိုတာကံပဲပြုလုပ်နေကြတာဒါပရမတ်၁ချက်ပေါ့နော်နောက်နံပါတ်၂ချက်ကသူကဗာလဲနိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေကမျက်နှာငယ်ရတယ်ပေါ့ဟိုဘာကြောင့်အမေရိကန်ဂျပန်တွေမဖြစ်ခဲ့တာလဲလို့သူကညင်းညူတာအဲအဲ့ဒါနဲ့ပတ်သက်ပြီးပြောရင်တော့နိုင်ငံခြားမှာသွားလှုပ်လှုပ်နေတဲ့မြန်မာတွေမျက်နှာငယ်တာကိုကျွန်တော်တို့ကဟိုအထူးစားချက်နေကြမလို့ကြုံမှုတွေဆိုပြန်လည်းသိမှာသို့တော်လည်းကျွန်တော်ပြောချင်တာကဒီအချက်လေးတစ်ချက်နဲ့ ုရားဘာသာမြန်မာလူမျိုးဖြစ်ရတာမျက်နှာငယ်တယ်။အမေရိကန်ဂျပန်ဖြစ်ရတာမှမျက်နှာကြည့်ရဘာလို့မဖြစ်ခဲ့တာလဲလို့ညှဉ်းညူမှုကိုတော့ကျွန်တော်နည်းနည်းပြောချင်တယ်။ပြောချင်တယ်ဆိုလည်းသူတဲမှာဆရာမြင်လို့ပြောတာလို့ကျွန်တော်ပြောတာပါနော်။ပြောချင်တယ်ဆိုရှောက်ပြောတာမဟုတ်ဘူး။အဲ့တော့ဆိုလိုတာကဗျာဒီလိုဒီအချက်တစ်ချက်ထဲနဲ့ဟာလာမျက်နှာငယ်တာပြီးဒါဖြစ်ရင်ကျွန်တော်ပြောမယ်ကျွန်တော်ကိုကျွန်တော်ပဓာနာထားပြီးပြောမယ်။မပြောမလဲလို့ဆိုတော့အခုဥပမာအဖြစ်ပေါ့ကျွန်တော်ကကျွန်တော်ဘဝတစ်ခုကိုစိတ်ကြိုက်ပြန်ပြီးတော့အစကပြန်စနိုင်ခွင့်ရှိတယ်ဆိုရင် မျက်နှာငယ်ဖြစ်တဲ့မြန်မာဗုဒ္ဓဘာသာပဲဖြစ်ချင်သလားဒါမို့ရင်မျက်နှာကြီးမျိုးဖြစ်တဲ့အမေရိကန်ဂျပန်ပဲဖြစ်ချင်သလားဘုရားကိုပြန်တွေးတယ်ဒါဒါဒါဆရာအမြင်လို့ပြောလို့ကျွန်တော်အမြင်ပြောတာနော်မာတီမန်စီဂျန်နယ်လူဘုရားကိုစဉ်းစားအဲ့တော့ပြန်တွေးလိုက်ပြန်တွေးလိုက်တဲ့အခါမှာ event mindset ပေါ့ကျွန်တော်ဘဝတစ်ခုကိုကိုဖြစ်ချင်တယ်လို့ပြန်ပြီးအစပြန်လို့လို့ရရင်မြန်မာဖြစ်ချင်တာလားအမေရိကန်ဂျပန်ဖြစ်ချင်တာလားဆိုအကျိုးကိုကြည့်ရမြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တာဘာအကျိုးရှိလဲဟိုဟိုဟာတွေဖြစ်ရတာဘာအကျိုးရှိလဲ ဲ့တော့မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်ရခြင်းသည်ဆယ်စင်တောင်ကျေးကလေးဘွားတွေကဗုဒ္ဓဘာသာဗုဒ္ဓဓမ္မတွေနဲ့ယဉ်ညွတ်ကျွမ်းဝင်ခွင့်ရတယ်။ရတဲ့အတွက်ဘာဖြစ်လဲဒီလား။ဒိဋ္ဌိပြဿနာပေးရနေကျွန်တော်တို့လွတ်တယ်။ဩဃာသကရောကျွေးသိကြမလား။ဖယ်လေးပါးကသုံးပါးပါ၊ရပ်ပြစ်စပါး၊ယဉ်ညွတ်၅ပါးဝိပတ္တိတရား၄ပါးပြဿနာ၅ပါးအဲ့လိုက်ပါလေမဖြစ်ရပါလို့ဤလို။ကိုပြောခဲ့တာနော်။အဲ့ဒါဒိဋ္ဌိပြဿနာပေးဆိုတာအယူဝါဒပျက်စီးတဲ့ဘေးကနေလွတ်ခဲ့တယ်။အကယ်၍များကျွန်တော်ဒီအမေရိကန်ဂျပန် မိဘနှစ်ပါးရဲ့မှမွေးခဲ့တဲ့ကလေးလေးဖြစ်မဲ့ဆိုရင်ဒိဋ္ဌိပြဿနာပဲသိတယ်။စတဲ့ကဖန်ဆင်းရှင်နဲ့သွားမှာပဲအဲ့အောက်ဝင်သွားလိမ့်မယ်။နော်ကြီးလာချတ်တဲ့တက်မှာပြဗလီဝင်ဝင်။အခုကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာကလေးငယ်ဖြစ်ရတဲ့အတွက်ခုနပြောတဲ့ဒိဋ္ဌိပြဿနာပဲရလွတ်တယ်။မြတ်စွာဘုရားရှင်ရဲ့ဝရဉ္ဇဉ်ချက်မြတ်စွာဘုရားရှင်ရဲ့ဝါဒဗုဒ္ဓဘာသာရဲ့တရားတွေနဲ့ယဉ်ဤကျွမ်းဝင်ခွင့်ငငယ်လေးတည်းရရ။အဲ့ဒီတစ်ချက်တည်းနဲ့ပဲရှေ့ဆက်တွေးကြမလို့တော့ဇာလန်ကပြတ်သွားတယ် နော်တကယ်လို့များဟိုလူတွေရဲ့ဝမ်းထဲမှာသွားဝင်ဒါမတွေ့ရစရာပဲနော်အဲ့တော့အဲ့ဒါလိုပြောချင်အကြောင်းရင်းရလဲပဲတကယ်လို့ဖြစ်ခဲ့ပြီမြန်မာဖြစ်ခဲ့ပြီဟိုကျွန်တော်အမြင်ပြောတာနော်ချွတ်တက်မှုတွေရှိကျင်တဲ့လောက်ရှိပါသေးပေါ့မျက်နှာငယ်ချင်းလည်းငယ်ချင်းတဲ့လောက်ငယ်ပါသေးခုနကပြောတဲ့ဗုဒ္ဓဓမ္မဗုဒ္ဓယဉ်ကျေးမှုတွေနဲ့ထိတွေ့ခွင့်ရတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့မှာ chance အများကြီးရှိတယ်ဖြစ်လျာတန်တရားဒီလိုင်းဘဝတိုင်းမှာနိဗ္ဗာန်မရောက်မီဆက်ကြဖြစ်လျာဘဝတိုင်းမှာဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရပါလို့ဤလိုရှုတောင်းတယ် ဒါကျွန်တော်အမြင်အပြက်ပြောတာပဲလက်စကားကိုအကုန်ပြောတာအဲ့ဒါလိုပြောရခြင်းအတွက်လည်းကျွန်တော်မှခိုင်မာတဲ့အထောက်သားလုံလောက်တဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောပြမယ်ဘုရားဘာသာကလေးငယ်လေးဖြစ်ရတယ်ဆိုတာတာမန်ပြောရင်တော့အသွင်သာသနာပဲရှိသေးတယ်အသင်သာသနာမရှိသေးဘူးအတိသာသနာမရှိသေးဘူးအကျင့်သာသနာမပါသေးဘူးထားလိုက်ဘူးအသွင်သာသနာလေးပဲရှိသေးအဲ့ဒီအသွင်သာသနာလေးကတကယ်ဟိုပြောရင်ယရဏာနဲ့ပြောရင်ဒါတကယ်ဗဒမြားခဲ့ပဲသွေးဗုဒ္ဓဘာသာခေါ်တယ်အမေဗုဒ္ဓဘာသာအဖေဗုဒ္ဓဘာသာစီးစင်းလာတဲ့သွေးဗုဒ္ဓဘာသာ အဲ့ဒီကလေးငယ်လေးကဘုရားကိုယုံတယ်တရားကိုယုံတယ်သံဃာကိုယုံတယ်ကံကံကြီးကျိုးကိုယုံတယ်အတိတ်ဘဝအနာဂတ်ဘဝကိုယုံတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုယုံတယ်ဒါနဲ့နဲ့နုံကုန်နေမဟုတ်ဘူးဘုရားကိုယုံတယ်ဒီဗုဒ္ဓဘာသာငယ်လေးကဒါငါတို့ဘုရားယုံတယ်ဘာကြောင့်လဲဆိုတော့ဘုရားစစ်ဘုရားမှန်ဖြစ်နေလို့သူ့မှာအကျိုးရှိတယ်မဟုတ်တမ်းရကိုယ့်ကိုဘုရားလို့ပြောရတဲ့ဟာကိုသွားယုံရင်အာယုံမမှန်တော့တရားမမှန်ဘူးဒီတော့အာယုံကမှန်နေတယ် နဂေါရမမြတ်စွာဘုရားဒါငါတို့ဖေရသမသမ္ဗုဒ္ဓအရဟံသမသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မာနသူသိခြင်းမသိဘူးမယ်မသိရင်မသိဘူးဒါပေမဲ့ငါတို့ဖေရဘုရားကိုထိမခံဘူးအဲ့ဗုဒ္ဓဘာသာကြီးသေဗုဒ္ဓဘာသာဘုရားကိုယုံတရားကိုယုံတယ်ကုသိုလ်အကုသိုလ်ကောင်းတာရဲ့မကောင်းတာရှိကောင်းတာလုပ်ရင်ကောင်းကျိုးပေါ့ဗျာရှိမယ်ဥမာငါးများနေတဲ့ကောင်လေးတယောက်သွားမေးအဲ့ဒါကုသိုလ်လားအကုသိုလ်လားမေးအကုသိုလ်ပဲသိတယ်ရှောင်းနိုင်တယ်မရှောင်းနိုင်တာတက္ကနာနော်တစ်ချိန်မှသူရှောင်းလိုက်မယ်ဒါအကုသိုလ်မှသိရင်ရှောင်းတယ် မသိရကောင်တခါလို့မရှောင်တော့ဘူးနော်အဲ့ဒါတရားကိုသိတယ်တရားကိုယုံတယ်တန်ခါကိုယုံတယ်ဘုန်းကြီးဆိုတာမြတ်တယ်တန်ခါဆိုတာမြတ်တယ်ဆွန်းလောင်းရတယ်ရှိခိုးရတယ်ဗုဒ္ဓဘာသာကလေးငယ်လေးလုပ်တယ်ဒါသွေးဗုဒ္ဓဘာသာနောက်ကံကံရင်းအကျိုးကိုယုံတယ်တတ္တဝါတွေအားလုံးကကံတွေပြုလုပ်ကြတယ်အဲ့ဒီကံရဲ့အကျိုးတွေကိုခံစားရတယ်ဆိုတာယုံတယ်ဒါဒါဟိုမြို့ဖလာဗုဒ္ဓဘာသာငယ်လေးဖြစ်နေမှာဒါယုံတယ် တရားရောက်ကဝင်ပြီးတော့လုတ်ဝေးတာတို့တရားရောက်ကအပြစ်တွေကိုဝင်ခံပြီးပွဲစားလို့လုတ်တာတွေအဲ့ဒီဟာမျိုးတွေမရှိဘူးဒါကလီးယားဖြစ်တယ်အော်ကလီးယားပဲနော်တန်ကန်းကြိုးယုံအတိတ်ဘဝပစ္စုပ်အနာဂတ်ဘဝကိုယုံတယ်ဘယ်ဗုဒ္ဓဘာသာကလေးငယ်လေးမှဘယ်ဗုဒ္ဓဘာသာမျိုးဖလားဗုဒ္ဓဘာသာမှငါတို့မှအတိတ်မရှိဘူးတန်တရားမရှိဘူးလို့ဘယ်သူမှမရှိဘူး first light လို့လည်းမပြောဘူးဘယ်သူဖန်ဆင်းတာလို့လည်းယုံကြည်မရှိဘူးအတိတ်ဘဝရှိတယ်ဆိုတာယုံတယ်အနာဂတ်ဘဝရှိတယ်ဆိုတာယုံတယ် အဲ့ဒီအတွက်ဆွန်လောင်းတယ်မဒီစိတ်တယ်တရားထိုင်တယ်တန်တရာကုဘဝကုကောင်းဖို့အတွက်ကြိုးစားအထုတ်တယ်ပြစ္ဆုတ်ပါမှာလည်းလို့နောက်ဆုံးအဆင့်ပြောမယ်ဗျာပဋိစ္စသမုပ္ပါဒ်ကိုယုံတယ်ဒါနည်းနည်းနော်နော်သမာဒိဋ္ဌိမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာယုံတယ်သူကသူဖြစ်ချင်တယ်လို့ဖြစ်နေတာပန်းသိင်းကြောင့်ဖြစ်နေတာတခုမှမယုံဘူးအကြောင်းကြောင့်အကျိုးဖြစ်တာသင်္ခါရပစ္စယဝိညာဏံတို့ဝိညာဏပစ္စယနာမရူပံတို့သိချင်သိမှမသိချင်မသိဘူးနော်တကယ်တမ်းကအကြောင်းကျိုးဆက်ဆက်မှုတွင်ဆက်ဖြစ်တဲ့ပဋိစ္စသမုပ္ပါဒ်ပဲလားအကြောင်းကျိုးကိုယုံတယ် အဲ့ဒီလိုရှိတဲ့ပုံကတချိန်မှသူလူချမ်းသာကြီးလည်းဖြစ်နိုင်တယ်ဘယ်ရင်လည်းဖြစ်နိုင်တယ်လောကီဘက်မှာလောကုတ္တရာပဲပြောရင်တော့တိပိဋကတွေလည်းဖြစ်နိုင်တယ်ယဟန္တာကြီးလည်းဖြစ်သွားနိုင်တယ်တမာဒိဋ္ဌိရှိတဲ့ပုံကကျန်တဲ့ဟိုပုံကတွေမဖြစ်ဘူးဝေးရွယ်အခုဒီကဘာပေါ်မှာအုပ်ကဘာတဲ့မြန်မာတိုင်းငံလုံးမှာရှိတဲ့တိပိဋကတရတိပိဋကကောပိဒအလုံးဘလောက်ရှိတယ်16ပါးရှိတယ်၄ပါးတော့ပြန်လည်တော်မူစားရတာအဲ့ဒီ16ပါးလုံးသွားစစ်ကြည့်မြို့ဖလာဗုဒ္ဓဘာသာတက်လာတာကြီး နော်အမိဘုရားဘာသာအဖဘုရားဘာသာသူကဆင်းရဲခြင်းဆင်းရဲမြဲတောရလေးပါဒီမှာပေါ့နော်နောက်ပြီးတော့ယဟန္တာဖြစ်ကြောကြားတဲ့ပုဂ္ဂိုလ်တွေရှိတယ်မိုးကုတ်ဇာတော်ဘာသာစွန့်လွန်ဇာတော်ဝေဘူးဇာတော်သွားကြည့်မြေဘုရားဘုရားဘာသာဘယ်ဘာသာကြားမှမလားအကယ်၍အဲ့ဒီပုဂ္ဂိုလ်တွေကဘာသာကြားမိသားစုဘဝနဲ့အမေရိကန်မှာသွားမွေးမယ်ဂျပန်မှာမွေးမယ်ဖြစ်လာနိုင်ကြအကြောင်းတခုမှမရှိအဲ့ဒါသွေးဘုရားဘာသာမြေဘုရားဘုရားဘာသာကနေဘာဖြစ်လာလဲအသွင်သာသနာနဲ့အသင်သာသနာအတိသာသနာအကျင့်သာသနာနဲ့အဆင့်ဆင့်သွားနိုင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ကိုပြောပြတာနော်မျက်နှာငယ်ချင်းငယ်ပါစေ ချိုးတတ်ရင်ချိုးတက်ပါလေကျွန်တော်ငငယ်တုန်းကအမတန်ဆင်းရဲတယ်ဒါဒါနည်းနည်းလေးပါမိဘလည်းအမတန်ဆင်းရဲတယ်ဒါပေမဲ့မယုဖလာဗုဒ္ဓဘာသာမယုဖလာဗုဒ္ဓဘာသာမွေးတဲ့ခါကျတော့ဟိုဗုဒ္ဓဘာသာသွေးဗုဒ္ဓဘာသာပေါ့ဗျာစငငယ်လေးတွေကဘာဖြစ်လဲဆိုတော့ဒီတရားတော်တွေနာကြားနေရတာအများအားအိမ်မကက်ဆက်ဖွင့်တဲ့အိမ်မဖွင့်တဲ့တရားတွေကျွန်တော်အကုန်လွတ်ရတယ်ဒါပေမဲ့ငငယ်လေးတွေကငငယ်လေးတွေကအဲ့တော့ဟိုဆင်းရဲတာဆင်းရဲတာတက္ကနာပေါ့နော်ကောင်းပြီအဲ့ဒီကနေပြီးတော့နည်းနည်းကြီးလာတယ် နော်အကြောင်းအကြောင်းတွေရောက်လာရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဒီဘာသာတရားဘက်ကိုအာယုံစိုက်လာတဲ့ခါကျတော့ဟိုတရားစာအုပ်ဆိုင်တွေ့ရင်ဝင်ကျင်တယ်နော်တရားကွေတွေ့ရင်ဝင်ဝင်ကျင်တယ်ကျွန်တော်မတ်မတ်ရရနော်ဟိုတခုပြောပြမယ်တခုကျွန်တော်၄တန်း၅တန်းလောက်ရှိမယ်ခငယ်ငယ်ပေါ့ကျွန်တော်ရန်ကြီးအထက်ကတက်မှာတက်တာငါ၅တန်းပါအဲ့တော့တက်တဲ့အချိန်မှာအဲ့ဒီစာအုပ်ဆိုင်တစ်ဆိုင်ကိုကျွန်တော်ရောက်ရောက်တဲ့ခါကျတော့အဲ့လိုစာအုပ်ဝါသနာပါတာပေါ့နော်ဝင်ကြတော့တရားစာအုပ်နဲ့ပတ်သက်တာတခုတွေ့အဲ့ဒီစာအုပ်ကခက်တူတူလေး အဲ့ကြောင့်ဒီကျွန်တော်လှန်ပြီးကြည့်နေရွေက၄၅တန်းပဲရှိသေးတယ်။၁၀နှစ်၁၇နှစ်လောက်ပြီ။အဲ့ကြည့်ရင်လည်းအဲ့ဒီမှာကျွန်တော်နှစ်သက်တာလေးတခုတွေ့တယ်။မင်းကျင်တရား၁၀ပါးဆို။ပါဠိမြန်မာပေါ့ဗျာ။ကျေတော့ဆိုကျွန်တော်လူကျင်တာဒီတရက်ပဲဗက်တူပဲ။ဒါမှမဟုတ်ကျွန်တော်မဝင်နိုင်ဘူး။မဝင်နှင်းရတယ်လို့ပြောတာနော်။အဲ့တော့အဲ့ဒီစာအုပ်ကလည်းထူတော့စာအုပ်တန်ဖိုးလိုက်ပြီးလူကျင်တာအဲ့ဒီတရက်ပဲ။အဲ့တော့ဘာလုပ်လဲဆိုတော့အဲ့မှာကျွန်တော်အလွတ်ကျတယ်။အလွတ်ကျတယ်။ပါဠိမြန်မာအလွတ်ကျတယ်။ အခုလိုဖုံးနေမပေါ်သေးဘူးလေပြပေါ်ရင်တော့လေရိုက်အလွတ်ကျတယ်အလွတ်ကျတဲ့ခါကျတော့ပတ်ဝန်းကျင်ကိုကြောက်လဲပါတယ်လူကငယ်တာလဲပါတယ်ဆိုင်ရှင်သိမှကြောက်လဲပါတော့ဟိုကပောက်တိဝောက်ချာပြင်တယ်ပြန်ရွှေ့ကြည့်တယ်ပြန်ရွှေ့ကြည့်တယ်မမှန်ဘူးเนาะအခုမစုံမစုံတော့ပါလို့နောက်ဆုံးတတ်ထချပြီးတော့ဆိုင်ရှင်ကိုကျွန်တော်သွားပြောတယ်ဒါကိုတွေ့ကိုပေါ့နော်ဒီဟာလေးဒီဆက်ချက်လေးသာကူပြရစီပေါ့ပြောတော့ဆိုင်ရှင်ကခန့်ငေါငေါပြန်ပြောကုရင်ကူပေါ့ကွာတဲ့တစ်ချက်ကို30ပဲပေးတယ်ဆိုတော့ဆယ်ချက်ဆို100ရှိတယ် ဘယ်လိုကဘယ်လိုမှမသိမျက်ရည်ပေါက်ပေါက်ကြာကလေးအဲ့ကလေးငယ်ပေါ့ကျတော့ဆန်ရှင်အကြည့်ရမင်းယောက်ျားမဟုတ်လားနော်ကူကကွာတဲ့တပြားမှမပေးနဲ့တော်တော်ထူးတဲ့ကလေးပဲပြောချင်တဲ့ message ကလေအခုဒီခေတ်ဒီကကာလမှာပေါ့ဗျာနော်သာသနာနဲ့ပတ်သက်ပြီးတော့မိုးလာကဲလာတွေပြောနေတဲ့လူတွေပေါ့နော်ကျွန်တော်မပြောမဖြစ်ပြည့်လို့ပြောရမယ့်စကားတစ်ခုစီကျွန်တော်ကမေးချင်သာသနာနဲ့ပတ်သက်ပြီးတော့မျက်ရည်ဘယ်နှခါကြားခဲ့ဘူးလဲဒါကျွန်တော်ကိုခလေးငယ်ငယ်လေးတည်းရတယ် အကျိန်မုံများစွာကြာခဲ့ဘူးလေအဲ့ဒီသာသနာနဲ့ပတ်သက်ပြီးတော့ခံစားခံစားမှုတွေပြောပြတာပါအဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်နည်းနည်းကြီးလာကြီးလာတဲ့အခါကျတော့ဘယ်လောက်ရှိမလဲ16 9နှစ်လောက်ရှိပြီပေါ့16 9နှစ်ကြီးကဘာလဲဆိုအတွေ့အခေါ်ပညာရည်တွေသဘောကျတော့ဗုဒ္ဓဝါဒကိုအတွေ့အခေါ်ပညာရည်နဲ့လေ့လာလေ့လာသမျှအားလုံးဗုဒ္ဓဝါဒဗုဒ္ဓလမ်းညွှန်ချက်အားလုံးဟာဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့လေ့လာလို့မကုန်ခန်းနိုင်ဖတ်လိုက်တိုင်းမှတ်လိုက်တိုင်းနားလိုက်တိုင်းမှာမှန်တယ်ကောင်းမွန်တယ်တာဓုခေါ်တယ်အကျဉ်းချင်းဖြစ်ခဲ့ရတာပေါ့နော် အဲ့ဒီကနေပြီးတော့တက်လာတယ်တက်လာတဲ့ခါကျတော့ကျွန်တော်ဟိုဟာရှိပြီပေါ့အသက်29လောက်ရှိပြီเนาะလူလက်ပန်းရောက်တရားဝါဒဗုဒ္ဓဘာသာစစ်စစ်ဆောင်းပါးတွေကျွန်တော်စရည်ရယ်ဟိုဟာဒီမှာပါလာပြီမကစင်းနေမှာပါလာပြီတရားဝါဒဥဆန်းလင်းဆယ်မြောင်းလေအသက်က29ပဲရှိသေးတယ်ကြီးတယ်33မှာကျွန်တော်ဆယ်မြောင်းဝန်တန်းဘဝပေါ့မကြိုက်မှုကြောအဲ့ကျွန်တော်ဥကျော်ဆန်ဝင်းပေါ့သူကနေပြီးတော့ရာထက်မှုတန်းဝန်တန်း900ကျော်ရှိတယ် လာခြင်းလာခြင်းဗုဒ္ဓဓမ္မသိဉာဏ်စင်တဲ့နေတို့ပေါ့အောင်ဦးစန်းလင်းဟောပြပါတယ်33နှစ်မှာကျွန်တော်စဟောညွန်ကျုပ်90ပေါ့14နှစ်ကြာပြင်စင်ယူတဲ့ဒီပေါ့နော်အဲ့ဒီကနေမှအရှင်းရှင်းအရှင်းရှင်းတောက်ချောက်ပေါ်တာလာပြီလူငိုင်းတိုင်းယနေ့တိုင်းဒီပေါ့ဆိုလိုတာအဲ့ဒါပါလဲဆိုရင်မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်ခဲ့လို့ပဲဗုဒ္ဓရဲ့ဝါဒတွေဗုဒ္ဓရဲ့တရားတော်တွေဗုဒ္ဓရဲ့လမ်းညွန်ချက်တွေကိုဒီမီဟောပေါ်ယင်းဤကျွမ်းဝင်ခွင့်ရတယ်ကိုယ်တိုင်နဲ့ကျင့်သုံးနိုင်ခဲ့တယ်အဲ့အဲ့ဒီကနေစပြီးတော့ကျွန်တော်လူလက်ပိုင်းရောက်လာပြီခုနကပြောတဲ့အရွယ်ပေါ့နော်ရောက်တဲ့ကံမှာ အဲဘာသာတရားပေါ်ယုံကြည်မှုတရဏဂုံတည်မှုအစရှိဒီပေါ်နော်ဓမ္မစာပေထိတွေ့မှုဘဝတွေ့ကြုံထိုက်တန်တဲ့သမာဓိအဲ့ဒါတွေကိုအခြေခံပြီးဆိုတော့မှခုနပြောတဲ့ဟောကြားခြင်းလို့ကိုဆက်ပြီးတော့လုပ်တယ်ပေါ့အဲ့တော့ဆိုလိုချင်တာကမြို့ဗလာဗုဒ္ဓဘာသာပဲဖြစ်ပါစေနော်ကြီးလာရင်တော့ကိုကပါလဲသင်ကြားမှုလုပ်ရမယ်သိမှုပြီးရင်ကျင့်သုံးရမယ်အဲ့လိုမသင်ဆက်ပြီးတော့မသင်ဘူးဆိုရင်တော့ဒီတိုင်းဆက်သွားရင်တော့ မြို့ပလာဗုဒ္ဓဘာသာဘာနဲ့တန်တူလဲလို့ဆိုတော့ကျွန်တော်နေ့စဉ်ထမင်းစားနေရတဲ့ထမင်းလိုပဲပေါ့နော်ဟိုအကျိုးရှိတယ်လို့ရှိကြတယ်ဆိုတော့ယုံကြည်တယ်ဒါပေမဲ့နေ့စဉ်အလွယ်တကူစားနေရတော့ခြေချင်းမင်းမင်းနေ့နေ့ကကယုံသက်ဝင်မှုမရှိဘူးအဲ့ဒီထမင်းစားတဲ့နိုင်ငံကိုရောက်တော့မှပဲထမင်းရဲ့တန်ဖိုးကိုသိရတယ်လို့ပေါ့နော်အဲ့ဒီလိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကွန်ကလူရှင်းဆွဲကျင်တာကလောကမှာဖျားချင်းမတူလို့ဘာသာတွေကွဲကြတယ်အဲ့ဒါကိုဘာသာကြားလို့ခေါ်တာပေါ့ဖျားချင်းတူနေပါလျက်နဲ့ ဗုဒ္ဓရဲ့ဓမ္မကိုနားလည်လက်ခံပြင်သုံးပုံရင်းကိုယ်ရင်လည်းဘာသာကွဲပဲအဲ့ဒါအတွင်းစီကကွဲနေတာပဲခုနကျိုးပြောတဲ့မိခွန်းထဲမှာပါတဲ့ဟာတွေကဗုဒ္ဓဘာသာလုခံယူနေကြတယ်ဒါပြဗုဒ္ဓရဲ့ဓမ္မကိုနားလည်လက်ခံပြင်သုံးပုံရင်းကိုယ်ရင်နေတော့ဘာသာကွဲတွေဖြစ်နေကိုယ့်ဘက်ကိုယ်ပါပြလဲအားကြပြီးတော့နော်အမေရိကန်ဂျပန်မဖြစ်ရတာဘာကြောင့်မဖြစ်ရကောင်းလဲဘာလဲဒီဖြစ်တာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့အမြင်ကိုပြောရဲဆိုတော့ဒီပုဂ္ဂလိကအမြင်ပဲနော်ကြိုက်ကြည့်မကြိုက်ကြည့်ရတော့ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်ပဲပေါ့နော်ဒါကျွန်တော်စွမ်းနေသမျှပြောပြတာပါ အဲ့ဖြစ်လျာတန်လျာဒီတိုင်းဘဝတိုင်းမှာနေပြမရောက်မီစัจ जा ဘုရားဗဒံမြန်မာလူမျိုးပဲဖြစ်ပြရစီလို့ကျွန်တော်မြင်တာပါပဲ။